မန္တလေးငလင်တန်းကြောင့်ညောင်ရွှေမြို့နယ်အင်းလီဒေတာအတွင်ထိခိုက်ပျက်စီးသွားသည့်လျှက်စစ်တပ်အားလိုင်းများပြန်လည်ပြုပြင်လုပ်ငန်း90ရာခိုင်နှုန်းကျော်ပြီးစီးတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မက်ရှလ28ရက်နေ့နေ့လယ်ပိုင်းကအင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့်မန္တလေးငလင်တန်းကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလီဒေတာအတွင်လျှက်စစ်တပ်အားလိုင်းများ transformer များဓာတ်တိုင်များနေအိမ်များတို့တွေ့တန်းထားသည့်ဓာတ်ကြိုးများ ရိုင်နှင့်ဒိန်းဆောင်ခြင်းကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်၍ကြေးရွာပေါင်း321ရွာလျှက်စစ်တအားလိုက်များပြတ်တောက်ခဲ့ရပါသည်အဆိုပါအထိခိုက်ပျက်စီးသွားသည့်လျှက်စစ်တအားလိုက်များ Transformer များလျှက်စစ်မီးကျိုးများပြင်ဆင်ဆောင်ရွက်ခြင်းနှင့်ရိုင်နှင့်ကျိုးပဲ့သွားသည့်ဓာတ်တိုင်များတည့်မှတ်ပြုပြခြင်းအသစ်ဆိုင်တူခြင်းလုပ်ငန်းများကိုလျှက်စစ်တအားပြန့်ပြူရေးဌာနမှကျွမ်းကျင်ပညာရှင်များလောက်သားများကအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိကြီးရွာပေါင်း316ရွာသို့လျှက်စစ်တပ်အပုံမှန်ရရှိနိုင်ရေးဆောင်ရွက်ပြီးစီးခဲ့၍ရာဂိုင်းနှုန်းအပြင်98.44ရာဂိုင်းနှုန်းခန့်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့်ကြန့်ရှိနေသေးသည့်ကြီးရွာများသို့လျှက်စစ်တပ်အားလိုက်များပုံမှန်ဖြန့်ဖြူးနိုင်ရေးအချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ